မင်္ဂလာပါဦးစင်းနဲ့အတူဂျပန်နိုင်ငံ နာဂိုယာမှာရှိတဲ့ဓမ္မစကြာဟောကြားဟန်ရုပ်ွားတော်ကြီးကိုဖူးမြင်ကြရအောင်နာဂူယာရုပ်ွားတော်ကြီးသည် ပလင်တော်က5မီတာညံတော်တီးတန်က10မီတာ စုစုပေါင်း15မီတာမြင့်ပါတယ် ခရစ်နှစ်1989ခုနှစ်ကတည်ထားခဲ့တာဖြစ်ပါတယ်2006ခုနှစ်မှာပြန်လဲမွမ်းမံပြီးအစိမ်းအောင်ပြောင်းလဲပူဇော်ခဲ့ကြပါတယ် ရုပ်ွားတော်ကြီးပြီပလင်းတော်တွင်ယဟန်တော်များနှင့်အတူစင်းဆဲကောင်းနှင့်တမင်များခြံရံထားတာကိုဦးဇင်းတို့တွေ့ကြရပါတယ်။ ဖျားကြီးအနီးတွင်ဖျားကြီးလက်တော်ကြီးနှင့်အရွယ်အစားတူသောလက်တော်ကြီးကိုလည်းအနီးကပ်ပြတ်တာထားပါလေ အားလုံးသောဓမ္မမိတ်ဆွေများနာဂူရဖရာကြီးကိုဖူးမြာသောကုသိုလ်ကြောင့်ဘေးအပေါင်းရန်အပေါင်းမှကင်းဝေးပြီးကျမ်းမာချမ်းသာကြပါစေ။